ရှာရှာပါပါခြံတကွက်လေးစံပြလမ်းမှာထပ်ပေါ်လာပါတယ်။ဆိုတော့ဒါကကျွန်တော်တို့စံပြလမ်းလှုပ်တာလမ်းဆိုတဲ့အနေထားလေးတစ်ခုမှာအရင်ကိုရှာပါတယ်နော်။ဒီမှာကျွန်တော်တို့မြို့ပတ်လမ်းနော်။ဒီမှာစံပြလမ်းဟိုအရှိမလှုပ်တာလမ်းဒီလိုမျိုးအနေထားလေးတစ်ခုမှာခြံလေးတစ်ခုကပေါ်လာတယ်ပေါ့နော်။နှစ်နှစ်ရှိပြီ။နှစ်နှစ်ရှိပြီဒီလမ်းကိုကျွန်တော်မရောင်းရတာ။ဆိုတော့ဒီလိုမျိုးအနေထားလေးတစ်ခုမှာမိတ်ဆွေတို့အနေနဲ့ ရှာရှာပပချန်နေတကွက်ညနေစာပေ20အနောက်ပေ60သိန်း1600ပိုင်ရှင်ဓာတ်ရိုက်ရောင်းချပေးမဲ့ချန်လေးပဲဖြစ်ပါတယ်ဆိုတော့ပြည်တော်စုအမတ်6စံပြလန်ကအထွေထွေတခုပြောစရာမလိုဘူးတီးရလူကတီးလိုက်မယ်မတီးရလူတွေကမဝင်နဲ့ပေါ့နော်တီးရလူတွေကဝယ်လို့တော့လောက်မှာမဟုတ်ဘူးဆိုတော့ဒီလိုမျိုးလမ်းမကျယ်ဆိုတဲ့အနေအထားလေးတခုမှာကိုယ်အနေနဲ့စိုင်တန်းဖွင့်ယုံဆိုတဲ့အနေအထားလေးတခုဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအနေအထားလေးတခုကိုစိတ်ဝင်စားနေဆိုရင်ကျွန်တော်နဲ့တွေ့ကြည့်မယ်လား ဆိုတော့ဒီအိမ်လေးပဲဖြစ်ပါတယ်ဒီအိမ်လေးကကျွန်တော်တို့ပိုင်ရှင်ဓာတ်ရိုက်ဖြစ်ပါတယ်ပိုင်ရှင်ဖုန်းကိုကျွန်တော်ဒီမှာတစ်ခါလေးရေးထားပေးမယ်39990093622ဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ပြောင်စုလို့အမှတ်6လို့နေရာမျိုးမှာရေမနှုတ်တဲ့နေရာလိုမျိုးမှာဒီလိုမျိုးလမ်းမကျယ်ကြီးမှာစိုင်ဖွင့်ချင်တယ်ဆိုလို့ရှိရင်အထူးတင့်တော်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ချက်သွားဝင်ကြည့်မယ်เนาะကျွန်တော်တို့မျက်နှာစာ ပေ20အနောက်ကိုကျွန်တော်တို့ပေ60ဓာတ်တိုင်ပါတယ်လွတ်တယ်ဆိုတဲ့အနေထားလေးတွေ့ရမယ်ဒီခြံလေးကအရင်တော့ဓာတ်တိုင်ကဒီနားမှာရှိနေတဲ့အတွက်ကြောင့်မလို့ဟိုရားတာနည်းခက်နေတယ်ပေါ့နော်အခုဓာတ်တိုင်ကိုဖယ်လိုက်တဲ့အချိန်မှာအယောင်ပြန်တင်ပေးတာဖြစ်ပါတယ်ဆိုတော့အရင်မိုက်သွားပြီကျွန်တော်တို့ချက်သွားကြည့်မယ်မာဒါကလက်ရှိခြံအနေထားလေးမှာ သူကဒီလိုမျိုးစကားတွေပါရင်ခတ်ထားတယ်နောက်ပြီးတော့ဒီဘက်ချမ်းမှာဆိုလို့ရှင်လေဒေါက်လျှောက် စကားတွေပါတယ်ခတ်ထားပြီးသားဆိုတဲ့အနေထားလေးတစ်ခုတွေ့ရမယ်ဒါကတော့ခြံကဒီတစ်အိမ်တစ်လုံးအပြေဆောက်ထားတယ်ပေါ့နော်ကိုနေနဲ့ဒီတစ်အိမ်ကိုမလိုချင်ဘူးဆိုလို့ရှင်လဲအလုံးလိုက်ဖြုတ်ပြီးတော့ဝယ်တဲ့လူတွေရှိတယ်အဲ့တော့ကိုကတိုင်ဆောက်ချင်တယ်ဆိုင်ငန်းဆောက်ချင်တယ်ဒီနေရာတွေကဆိုင်ငန်းဆောက်တဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအိမ်လေးကိုဥပမာ90တစ်ချလည်းနဲ့ပြန်ရောင်းလိုက်အဲ့လိုမျိုးနေထိုင်လို့လုပ်လို့ရတယ်ပေါ့နော်တက်ကတော်တော်ကောင်းနေတယ်နေမယ်ဆိုတော့နေလို့ရတယ်เนาะ90နှစ်မျောစရာပြီ okay ဒီမှာအိမ်နံပါတ်တွေ့ရမယ်အိမ်နံပါတ်က6မြင်းဆောင်3 4ဖြစ်ပါတယ်ဟဲ့ခဏလေးလည်းမဆိုးတော်တော်လှတယ်နော်ဆိုတော့ okay ကျွန်တော်တို့ခြံတစ်ဖက်အနောက်ဘက်ခြံချက်သွားကြည့်မယ်ဟာမခြံအနောက်ဘက်ခြံချက်သွားကြည့်မယ်ခြံထဲမှာဘာတွေရှိသေးလဲပေါ့နော်ဘက်ချမ်းမှာဆိုလို့ရှိရင် तू อ่ะခြေတံတော်တော်မြင့်မြင့်ရင်ဆောက်တာလေကုံမြင့်မှာခြေတံမြင့်ရင်ဆောက်တာတော့ဒီအောက်မှာကို့အနေနဲ့ ဆိုင်ငယ်တွေပါနေထားထားပါထားထားအဆင်ပြေတယ်ပေါ့နော်။နောက်ပြီးတော့ဒီဘက်ချက်မှာရေခဲနေပါနေရှိတယ်။အစိုးရရေတွေပါနေရတယ်။ကျွန်တော်တို့ပြည်အောင်စုကအစိုးရအာစီပင်ဒီဖာမဲတော်ကလာတဲ့ရေတွေပါနေရတယ်ကွာ။အဲ့တော့ဒီမှာအစိုးရရေပိုက်ကောင်ရှိမယ်နော်။အဲ့မှာရေတွေပါနေကြည့်နောက်ပြီးတော့ခါအနောက်ဘက်ချက်ချက်သွားကြည့်မယ်။ Okay ဒီတော့ခါအနောက်ဖေးကိုလာပြီဆိုလို့ရှိရင်အနောက်ဖေးအိမ်ရဲ့တက်သားလေးကတော့တိတ်မမိုက်တော့ဘူးမို့တော့ဒါပေမဲ့လည်း မီးသို့ပင်ဖြစ်စေကမူဒီနေရာမျိုးကတော်တော်ရှားတယ်နော်အဲ့တော့ဒီဘက်အနောက်ဘက်ခြံထားခြံအနောက်ဘက်ခြံဒီမှာအင်္ဂါလေးတလုံးရှိမယ်ဒီမှာခြံဆုံးသွားပြီပေါ့နော်ဆိုတော့ကကျွန်တော်တို့ပြောင်စုရဲ့ထူခြားချက်တစ်ခုကဒီလိုမျိုးဆေးပေလန်းလေးတွေရှိရဗျအဲ့တော့ပြည်တော်စုခြံတိုင်းမှာခြံတိုင်းခြံတိုင်းရဲ့အနောက်မှာဆေးပေလန်းရှိတယ်ဒါအခုခေတ်ကမတွေ့ရတော့ဘူးပေါ့နော်ကျွန်တော်အမေအဖေခေတ်တော့လာမသိဘူးအဲ့လိုမျိုးနေထားလေးတွေ တွေ့ရတယ်ပေါ့နော်ဆိုတော့ကိုယ်ချက်အနောက်မှာဆိုများချက်မဟုတ်သေးဘူးဆေဗီလန်တချမ်းရှိတယ်ဒါပေမဲ့အဲကိုကချန်ကာလိုက်တယ်ဆိုလို့ရှိရင်ကိုကဥမာကွာဆေဗီကိုတောင်း၅ဘီစီကာလိုက်တယ်ဆိုလို့ရှိရင်ချန်ရဲ့အရှိတွေက65ဘီတွေပါဖြစ်သွားတယ်ဒါပေမဲ့ဒီချန်ရှင်ကတော့သူကပေ60အထိမှပဲသူကာထားတဲ့အနေထားကိုတွေ့ရတယ်အနည်းဆုံးရုံနေနဲ့ပြောရမယ်ဆိုလို့ရှင်စံပြလန်ဖြစ်ပါတယ်2024 2025အယောင်လုံးဝမရှိတဲ့လန်လေးပါဆိုတော့အခုလိုမျိုးရှွှရှွှားပပလေးအယောင်လေးပေါ်လာတဲ့အချိန်မှာမိတ်ဆွေတို့အနေနဲ့စဉ်းစားပေါ့နော်ဒါကကိုယ်အနေနဲ့ မျက်နှာစာပေ20အနောက်အုပ်ပေ60သိန်း1600ပိုင်ရှင်ဓာတ်ရိုက်ဖုန်းပေးထားတယ်ကိုအနေနဲ့ပိုင်ရှင်ဓာတ်ရိုက်ဆက်သွယ်ပြီးတော့ဝယ်ယူလို့ရတဲ့ channel လေးပဲဖြစ်ပါတယ်ဆိုတော့ဒီ channel လေးကရှာရှာပါပါလေးဖြစ်ပါတယ်ကိုအနေနဲ့ဘာညာကြွိကွာပြင်ဆင်ပြီးတော့ ဆိုင်ငန်းလေးဆောက်ပြီးတော့ဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်တင်းတင်းတည်တည်လေးဖြစ်ပါတယ်။ဒီဘက်ချက်မှာဆိုလို့ရှိရင်လည်းနမယ်ကြီးဆိုင်နေဆိုလို့ရှိရင်အရှိမမျက်မှန်ဆိုင်နေပါလိမ့်ရှိတယ်။နော်။ဆိုတော့ကဆိုင်နေလည်းတန်းစီပြီးရှိတယ်ဒီလိုမျိုးထိုင်းစားတော့ကုန်ဆိုင်နေလည်းရှိတယ်။အဲ့တော့ဒီလိုမျိုးလမ်းလေးအနေထားလေးမှာဆိုရင်ဖြင့်ကိုယ်အနေနဲ့အရန်ကိုပေါ့နော်ရှားပါလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးလေးကလည်းတင်းတင်းမြတ်တာတဲ့ဈေးလေးတစ်ခုကျန်တဲ့ကျွန်တော်တော့အကျိုးဆောင်လုပ်ချင်တယ်ဗျာဒါပေမဲ့ပိုင်ရှင်ကဒီဈေးတန်းလေးတစ်ခုမှာသူကရောင်းထွက်မယ်ဆိုတာသူတီးရတဲ့အတွက်ကြောင့်မလို့သူကျွန်တော်ကိုကြော်ညာအပ်တာဖြစ်ပါတယ် ဆိုတော့ဒီလိုမျိုးအနေထားလေးမှာမိတ်ဆွေတို့နည်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စံပြလန်ပြည်တော်စုအမှတ်6ဆိုတဲ့အနေထားလေးမှာရှာရှာပါပါ3600တန်းလေးဖြစ်ပါတယ်ဒီ channel က3000လောက်ကို easily ဆောက်ရောင်းလို့ရတဲ့အနေထားလေးတစ်ခုမှာ1600နဲ့ပိုင်ရှင်ကအမြင်ရောင်းချပေးမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်